ငွေကအတိကလက်နဲ့ငယ်ပါသေးတယ်ဆိုပြီးတော့ဘဝကိုဖြစ်တယ်လို့မနေနဲ့ပတ်စံရှားပါလောကမှာပတ်စံရှိမှပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်မိသားစုထဲမှာကြည်ပါပတ်စံရှားနိုင်တဲ့သူကပို့အရေးပါအရာရောက်ပါတယ်အပေါင်းအသင်းတွေထဲမှာကြည်ပါပတ်စံရှိတဲ့သူကပို့ပြီးတော့လူရဝင်ပါတယ်လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည်ပါပတ်စံရှိတဲ့သူကပို့အရာရောက်ပါတယ်ဒါဟာလောကကြီးထဲမှာရာဂိုင်းလုံးတော်တော်များများဖြစ်နေတာပါဘယ်နည်းနဲ့ပဲကြည်ကြည်တင်ပတ်စံရှားပါမယ်ငွေစုရပါမယ်တင်ပတ်စံရှိမှ တင်ရှိတဲ့သူတွေအတွက်တင်လှုပ်ရှင်တဲ့အရာတွေအတွက်တင်ပြောကျင်တဲ့ဇာတ်ရီအတွက်အားလုံးမဟုတ်ရင်တော့မှတော်တော်များများလှုပ်လို့ရပါတယ်ခင်မင်မှုကပို့ပြီးအရေးကြီးတယ်ဟုတ်ကဲ့လူတော်တော်များများကတော့ငွေချင်ရင်ပို့ပြီးတော့ခင်တတ်ကြပါတယ်ရိုးသားမှုကပို့အရေးကြီးတယ်ဟုတ်ကဲ့လူအများစုကတော့မရိုးသားရင်တော့မှငွေရှိတဲ့လူဆိုရင်တိတ်ပြီးတော့မပြောရဲကြပါဘူးပညာကပို့အရေးကြီးတယ်ဟုတ်ကဲ့ငွေရှိမှပညာတင်လို့ရတယ်ခင်ဗျာပညာချွေအိုးကငွေရှိမှဝယ်လို့ရတာပါကိုကျင့်တရားကအရေးကြီးဆုံး ုတ်ကဲ့ကိုကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင်အမှန်တရားရောက်လာဖို့ရှီလန်းကတိတ်ပြီးတော့နှေးကွေးလွန်းနေဗျစိတ်ရှမ်းတာဖို့ကအရေးကြီးတယ်ဟုတ်ကဲ့ငွေရှိလဲစိတ်ဆင်းရဲတဲ့သူတွေရှိပါတယ်ဒါပေမဲ့လည်းငတ်နေရင်စိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့နင်းနေတာတာပေါ့အချစ်ကအရေးကြီးတယ်ဟုတ်ကဲ့ရည်စရာအကောင်းဆုံးပြက်လုံးပါလူတွေအားလုံးအလိုလိုရတော့ငွေမရှိရင်ရုပ်ဆိုးတယ်မြင်တယ်ငွေမရှိရင်နန်းနေလို့ထင်မယ်ငွေမရှိရင်ပိုင်းလုံးလို့မြင်မယ်ငွေမရှိရင် ရင်မခုန်ကြတော့ပါဘူးဒါပါပဲဘယ်နည်းနဲ့ပဲတွေ့တွေ့ငွေရှိမှအရာရာအားလုံးလိုလိုကအဆင်ပြေနိုင်ပါတယ်ဒါကြောင့်ပတ်စံများများရှာပါ